မေရိကန်မှာလူတယောက်ရဲ့အလောက်လောက်ရှင်ကို60နဲ့9နှစ်အထိသတ်မှတ်ပါတယ်60နဲ့9နှစ်ကျော်လို့ရှိရင်အလောက်လောက်ရှင်လေးလောက်လို့ရတယ်မလောက်ရှင်လို့ရှိရင်လည်းနားလို့ရတယ်အဲ့လိုနားတဲ့အချိန်ဆိုလို့ရှိရင်ကိုယ်ဝန်ကအကောက်ထက်ကပိုက်ဆံကိုထောက်ပြီးတော့ပုံးပါတယ်ခင်ဗျာ ို့အားလုံးကမင်္ဂလာပါကျွန်တော်နာမည်လှက်တယ်မှာလှက်တယ် vlog ကကြိုးစောပါတယ်ဒီနေ့ကျွန်တော်မြန်မာနိုင်ငံကလူတွေကိုသိစေချင်တဲ့အကြောင်းအရာလေးတစ်ခုကိုကျွန်တော်ပြောပြချင်တာပါတယ်အဲ့ဒီအကြောင်းအရာတွေကဘာလဲဆိုလို့ရှိရင်အဲကျွန်တော်တို့အမေရိကထက်မှာအသက်60ခန်းစီဝန်းကျင်တက်ကြီးပိုင်းတွေဘဝကိုဘလို့ရက်တယ်တယ်ဆိုတာကိုကျွန်တော်ပြောပြချင်ပါတယ်အမေရိကန်ပြည်ထောင်စုမှာ 401k ဆိုတာလူတိုင်းမသိမဖြစ်သိထားသင့်တဲ့အရာဝတ္ထုတစ်ခုပါဘာကြောင့်သိထားသင့်တဲ့အရာတစ်ခုလဲဆိုတာကိုကျွန်တော်တို့ကြည့်ကြအောင်ကျွန်တော်တို့လူသက်တွေဟာတဖြည်းဖြည်းနဲ့ နေရာကနေပြီးတော့ကြည်လာကြတယ်မဟုတ်ပါလားငငယ်တုန်းကတော့ပြဿနာမရှိဘူးအလောက်ရှိလျင်ပိုက်ဆိုင်ရှိတယ်ဒါပေမဲ့အသက်90အထက်60 90ဆိုလို့ရှိရင်အလောက်မလောက်နိုင်တော့ဘူးအလောက်မလောက်နိုင်လို့ရှိရင်ဝင်ဝင်မရှိတော့ဘူးပိုက်ဆိုင်မရှိတော့ဘူးပေါ့အဲအရှင်ကြလို့ရှိရင်ကျွန်တော်တို့ဘဝအတွက်အသက်တမျှအရေးကြီးတဲ့အရာကဟိုဝန်ကဲလို့ခေါ်တဲ့ပိုက်ဆိုင်စုတဲ့အကောက်ရှိဖို့ပါပဲဟိုဝန်ကဲအကောက်ရှိမယ်အဲ့ဒီအကောက်မှာအမေရိကန်ဒေါ်လာသသိန်းအထက်2သိန်း3သိန်းလောက်ရှိရင် ဒီဘက်မှာဘာမှပူစရာမလိုတော့ဘူးဒေသသမီးကမှမိခိုစရာမလိုဘဲနဲ့ဘဝကိုပူပန်သောကမဲစွာနေလို့ရပါပြီအဲ့ဒီ401ကလေးခေါ်တဲ့အကောက်ကအဲ့လိုစိုက်ရှက်ပြီးတော့ခိုင်းပါပါတယ်အဲ့လိုစိုက်ရှက်ရတဲ့အကောက်မျိုးပါအဲ့လိုဆိုရင်ဒီ401ကအကောက်ကိုကျွန်တော်တို့ဘလော့ပုံစံမျိုးနဲ့ဒီဆောက်မလဲကျွန်တော်ကြည့်ကြရအောင်401ကဆိုတာအစွမ်းဝါထမ်းဆိုလို့ရှိရင်အငင်းစားယူတဲ့အချိန်နာနာနေနေနေလို့ရအောင်စုဆောင်တဲ့အစီအစဉ်ပါအစွမ်းဝါထမ်းအတွက်ဆိုလို့ရှိရင်ကျွန်တော်တို့နဲ့မတူတဲ့ပုံစံမျိုးနဲ့စုပေးပါတယ်ဒါပေမဲ့ဆက်အောင်အလောက်သမားဆိုလို့ရှိရင် င်အဲ့ဒီ 401k ကိုစဲယုံကတခါလေးစုပေးပါတယ်အဲ့ဒီငွေစုပုံစနိုက်လေးကိုကျွန်တော်နားလေတော့ကျွန်တော်ပြပြပါမယ်အဲ့ဒီ 401k စုတဲ့အခါ ဒီအကောက်ထဲမှာပိုက်ဆံကိုတခါတည်းရော့သသိန်းရငါးပေါင်းဆိုပြီးတော့အဲ့လိုများများကြီးထိပ်ပြီးစုတဲ့အရာဝတ်မဟုတ်ပါဘူးခင်ဗျာအဲ့ဒီ 401k အကောက်ထဲမှာပိုက်ဆံစုတဲ့အချိန်မှာ5%စုမယ်6%စုမယ်7%စုမယ်8% 9% 10%လောက်ပုံစံမျိုးပဲနည်းနည်းလေးပဲစုပါတယ်များများကြီးမစုပါဘူးအဲ့ဒီစုမဲ့ပိုက်ဆံကိုကျွန်တော်အလောက်လောက်တဲ့အချိန်မှာအဲ့ဒီအလောက်ကလောက်အောက်ခလက်စာထွက်တဲ့အချိန်မှာအဲ့ဒီစုတဲ့ပိုက်ဆံကို 401k ထိကိုတခါတည်းထိလို့ရအောင်ဆိုပြီးတော့အကောက် တဲ့ point ကလေးကကျွန်တော်တို့ automatic လောက်ထပ်ပေးရပါတယ်အဲ့လိုလောက်ထပ်ပေးပြီးဆိုလို့ရှိရင်ကျွန်တော်တို့ဒီက laser track တဲ့အချိန်ကြာလို့ရှိရင်ကျွန်တော်တို့ဘာမှလောက်စားမလို့တော့ပါဘူး5% solution နဲ့ဆိုလို့ရှိရင်အဲ့ဒီ5%ကိုကျွန်တော် laser track တာနဲ့ကျွန်တော်စီကိုမရောက်ပဲနဲ့အဲ့ဒီ account ထဲကိုတန်းပြီးတော့ရောက်သွားပါတယ်ခင်ဗျာအဲ့လိုပုံစံမျိုးစုပါတယ်အဲကြောင့်ဒီပိုက်ဆံကစုရတာတအားလွယ်ပါတယ်အဲ့မှာကျွန်တော်တခုလောက်ပြောပြရှင် data ကနေပြီးတော့ဒီ 401k ဟာဘယ်လို really အာပိုက်ဆံစုဖို့ကောင်းတဲ့နေရာဆိုတာကျွန်တော်သူတယ်လင်းနဲ့ပြီးကျွန်တော်ပြောပြနေတာပါအာတကယ်လို့များကိုကပိုက်ဆံ5%နဲ့5%နဲ့စုလေဆိုလို့ရှိရင်ကျွန်တော်တို့အလောက်လောက်တဲ့စိတ်ဝင်ကနေပြီးတော့ထပ်ပြီးတော့5%ပြီးတော့ကထည့်ပေးတယ်အဲဆိုပါတော့ကျွန်တော်ပိုက်ဆံတစ်ဘက်ကိုဒေါ်လာ100စုလို့ရှိရင်အဲ့ဒီစိတ်ဝင်ကနေပြီးတော့ဒေါ်လာ100ထည့်ပေးတယ်အဲ့လိုဆိုလို့ရှိရင်ကျွန်တော်ပိုက်ဆံကနေပြီးတော့ဒေါ်လာ200ဖြစ်တယ်အဲ့လိုပုံစံမျိုး1000ထည့်လို့ရှိရင်စိတ်ဝင်က1000ထည့်ပေးတယ်အဲ့လိုပုံစံမျိုးစုပါတယ်ခင်ဗျာအဲ့ကကြာလို့ ရင်ကျွန်တော်တို့ဒီ401ကအားကြီးကိုကောင်းပါတယ်ဒီပိုက်ဆံစုဖို့အတွက်ဆိုလို့ရှိရင်ကျွန်တော်တို့ပိုက်ဆံစုတဲ့အခါ5%စုလို့ရှိရင်ကျွန်တော်တို့လောက်တဲ့အလောက် လောက်တဲ့စက်ရုံက5%ကိုအလကားထည့်ပေးတယ်ကျွန်တော်အဓိကဆိုလို့ရှိရင်ကကိုကအဲ့ဒီ401ရဲ့အကောက်ထဲမှာပိုက်ဆံ100စုလို့ရှိရင်ကျွန်တော်တို့လောက်တဲ့အလောက်ရှင်ကနေပြီးတော့ပိုက်ဆံ100ထည့်ပေးတယ်အဲ့လိုစတိုင်းမျိုးပါအဲ့လိုဆိုလို့ရှိရင်ကိုပိုက်ဆံကနေပြီးတော့100ဖြစ်ပါတယ်ဟာအဲ့လိုပုံစံမျိုးနဲ့ကိုကတစ်နှစ်စုကဒေါ်လာ1000ရလျင်ကျွန်တော်လောက်တဲ့စက်ရုံကဒေါ်လာ1000ထည့်ပေးပါတယ်ခင်ဗျာ ကျွန်တော်စုလို့ဒေါ်လာသသိန်းရလို့ရှိရင်ကျွန်တော်လော်တဲ့စိတ်ကဒေါ်လာသသိန်းသေးပြပါတယ်အဲ့လိုပုံစံမျိုးပါဒါကြောင့်မလို့ဒီပိုက်ဆံစုတဲ့စနေဟာမဖြစ်မနေတိလေတိတဲ့နဲ့စုလေစုတဲ့ပုံစံမျိုးပါဒီပိုက်ဆံစုတာကတခါတည်းဘုန်းကနေဒေါ်လာသပေါင်း သောင်းသုံးသောင်းငါးသောင်းအဲ့လိုစုတာမဟုတ်ပါဘူးခင်ဗျာကိုအလောက်လောက်တဲ့အချိန်မှာတရားမှ5ဒေါ်လာပဲစုတာအဲ့လိုတရားမှ5ဒေါ်လာမျိုးနဲ့နေပြီးတော့တစ်နှစ်နဲ့မပြီးဘူးနှစ်နှစ်သုံးနှစ်လေးနှစ်အဲ့လိုပုံစံမျိုးစုတာမျိုးပါပြောမယ်ဆိုလို့ရှိရင်အလောက်လောက်ရှင်နောက်ဆုံးရက်အထိစုလို့ရပါတယ်အမေရိကန်မှာလူတစ်ယောက်ရဲ့အလောက်လောက်ရှင်ကို60နဲ့9နှစ်အထိသတ်မှတ်ပါတယ်60နဲ့9နှစ်ကျော်လို့ရှိရင်အလောက်လောက်ရှင်လေးလောက်လို့ရတယ်မလောက်ရှင်လို့ရှိရင်လည်း ်နားလို့ရတယ်အဲ့တော့နားတဲ့အချိန်ဆိုလို့ရှိရင် 401k အကောင့်ထက်ပိုက်ဆံကို ထောက်ပြီးတော့ပုံပါတယ်ခင်ဗျာဒါကြောင့်ဒီ 401k များများချစ်ရင်တော့ကတဲ့ငိမ့်ပါတယ်အပူတွေငိမ့်ပါတယ်အသက်ကြီးလျင်အေးအေးလူလူနေလို့ရတာပေါ့ဒီ 401k နဲ့ပတ်သက်ပြီးအများကြီးပြောချင်ပါတယ်ဒီနေရာမှာအဓိကသိတဲ့ပုံကအမေရိကန်မှာအသက်ကြီးပိုင်းတွေပိုက်ဆံမရှိလို့ပူးစရာမလိုဘူးဆိုတော့အကြောင်းကိုသိကြရှင်းတာပါ